ိုလေးချိန်ချခြင်းတဲ့သူတွေကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့အစားအစာကပါလေရန်ကုန်မြို့လေကောင်မှာနှစ်40လောက်စားသုံးသူတွေအားပေးမှုရနေတဲ့ဆိုင်ကတော့လမ်း20ဆန်ပြုတ်ဆိုင်ပါဆန်ပြုတ်ကဘာတွေထူးကြလို့လဲကြက်ပေါင်းရည်နဲ့ပြုတ်ထားတာဖြစ်လို့ဆန်ပြုတ်ထဲမှာကြက်ပေါင်းရည်အာနိသင်ပါပြီးအစာလဲကြည်လွယ်ဝမ်းလဲကောင်းတာကြောင့်ဖြစ်တယ်လို့ဆိုင်နာမည်မရှိပေမဲ့ညီကို၃ယောက်ဆန်ပြုတ်ဆိုပြီးလူပြည်များတဲ့ဆန်ပြုတ်ဆိုင်ပိုင်ရှင်ကိုရဲဝင်းအောင်ကဆိုပါတယ် ကျပောင်းရည်ဆိုတဲ့ရည်ရဒီဆံပြုတ်တွေမှာအားလုံးအပြည့်ဝပါကိုကဆံအာနေတယ်ရောဟဲ့တာပောင်းရည်ကြီးတယ်ဒီရည်တွေမှာပါအားမရှိဘူးလားဆိုတော့ဒီဆံပြုတ်တွေသူအဟားလူကြီးတာမရည်နဲ့ပြုတ်ထားတာမဟုတ်သူအသားရည်ပြီးသွားတဲ့ကဲဒီတော့မှအဟားအပြည့်ဝပါဆံပြုတ်ဆိုတာနေမကောင်းတဲ့အခါစားရတဲ့လူမမာသားလို့ခေါ်ကြပေမဲ့လမ်းနဲ့ဆက်ကဆံပြုတ်ကတော့တော်တော်ကွာပါလေလို့ပြောသူကကိုစီယာမင်းမှာ တံကျုပ်ကတော့ပြောပြောလဲဆိုတော့ဒါအိမ်မှာလည်းတချို့ညီမကောင်းကလည်းပြုတ်စားနေကြတာပဲဒါပေမဲ့ခါလီကျတော့အကြောင်းလဲပြင်အောင်လားစားပြည့်တဲ့ပုံပြီးတော့ဒီမှာပါတဲ့အရာသာအကွာလဲတော်တယ်ပြည့်ကျင်နေတယ်အာပြည့်ကျင်တာနဲ့အာလာစားပြည့်ဒါပေမဲ့ခွာပါတယ်ခွာရတော့ဘာပါလဲတော့မကြည့်ပေါ့ဒါပေမဲ့နည်းနည်းတော့ပေါ့နောက်ထပ်စားသုံးသူတယောက်ဖြစ်တဲ့ကုဆိုးလင်းထက်ကဒီဆံပြုတ်ဟာလက်ရမပြောင်းဖိန်းထားနိုင်တာနဲ့ငါးဆံပြုတ်ဟာအစာရင်အတွက်အကောင်းဆုံးမှုလာစားပြည့်တယ်လို့ညွှန်ပါတယ် သူစံပြောကလက်ရမှန်လို့ပေါ့ကွာသူလက်ရ quality ကိုထိန်းထားတယ်ကျွန်တော်လာစားပြတယ်ကောင်းလဲကောင်းတယ်ပေါ့ရှားစံပြောလည်းပါဒီလက်နဲ့တယ်စံပြောကအကောင်းဆုံးပဲပေါ့ကျော်စီတရုတ်ကမ်းမှာအဲရောက်လဲလာစားပြအဲ့စံပြောတွေမှာကျွန်တော်၅စံပြောတိုင်းဆောင်တာငါအစာရင်တော့ကောင်းတယ်ကျွန်တော်ကျောင်းကြားကဲအခုတော့ကိုရဲဝဲအောင်ကိုရိုင်းနမည်ပြောစံပြောကိုဘယ်လိုလုပ်လဲဆိုတာအခုလိုပဲရှင်းပြပေးပါတယ်ယေရှုကဘယ်လိုချက်လို့ပြောရလဲယေရှုကတော့ထဲတာပေါ့ယေရှုအောင်တရားလား ယူစုသွားမှအဲ့ဒီဘဲလိုချက်လိုပြောဘဲလိုချက်လိုချက်ပြီဆိုတော့မှအစူတွေနဲ့ယူမိနိုင်တယ်ပြင်းပြင်းလေးထည့်ပြီးဆံပြောတယ်ဆံပြောတော့ပြောတယ်သူရေအွာဝေးကိုကြည့်ပြောမလားစားထည့်ပြရတယ်ပေါ့ငံအောင်ကတော့ထည့်ပြီးတော့လှူရှားပြရတယ်စားလိုက်တော့ဒီဆံပြောကတော့ငန်ကြီးကြီးလေးပဲယူရတာမရှိသေးဘူးငန်ကြီးကြီးပဲယူဒီလိုမှခေါ်တာသူရောင်းတန်းနေတယ်ကြာတော့မှလိုအပ်တဲ့တာငါးတွေဘဲသူဘဲငါးသူငါးချက်သူချက်စားရင်လည်းပုံမှန်ပြီးတော့အဲ့ဒီတာငါးထည့်ကြောင်းလေးတော့ ရပါပါမယ်ဆိုနန်းစီပါမယ်ချက်သမိပါမယ်မူလာဟုတ်၆ပါမယ်ဂျင်းပါမယ်အဲဘဲမှာကြာတော့ဂျင်းမပါတော့ဘဲမှာဂျင်းမထဲတော့အားကြာတော့ဂျင်းခဲ့ပြီလေဆိုတာညီနဲ့နေတယ်လည်းဖြောက်လိုက်တယ်တော့ဂျင်းပါရင်ငါးဆက်ပြောနေမွေးသွားတယ်မွေးတော့ပြီးညီနဲ့ပြောက်သွားတယ်